ြတ်စွာဘုရားကတော့ချိန်ခွင်လို့ပြောခဲ့တာနော်တုလဆိုချိန်တွေ့ရမယ့်ချိန်ခွင်ပမာဏဆိုတာအတိုင်းတာဒါရိဗုဒ္ဓမောက္ကလန်တို့ဟာရဟန်းနေတဲမှာတော့အတိုင်းတာတစ်ခုပဲစံပြုရမယ့်အတိုင်းတာတစ်ခုပဲလို့ဒီလိုတိုက်တွန်းခဲ့တာဒီသုတ္တမှာအဲ့တော့ရှင်သာရိပုတ္တရာရှင်မောက္ကလန်တို့ရဲ့အကြောင်းကိုအလုံး သိဘူးထားကြတာပဲအတိတ်ဘဝတုန်းကတော့ဘဝခရီးကိုဖြတ်တန်းပြီးတော့ပါရမီတွေဖြည့်ပြီးတော့အက္ခတဝကဖြစ်ဖို့ရာအတွက်တသိန်းချေနဲ့ကဘာတသိန်းထီအောင်ပါရမီဖြည့်ခဲ့တဲ့ပုံကိုယ်တွေပဲသူတို့ကတမန်နဲ့တော့လာတာမဟုတ်ဘူးဒီတငယ်ချင်းနှစ်ဦးဟာပါရမီဖြည့်ဖို့ ဆူတောင်းတဲ့အချိန်ကလေးကတငယ်ချင်းပဲတဏ္ဍာရကခင်မင်ငယ်ကြကြတဲ့မိတ်ဆွေတွေဘဝဆက်တိုင်းဆက်တိုင်းတော့လာပြီးတော့တွေ့ကြတယ်အေကတဘကစုပန်တော့လေတူတူစုပန်ငယ်ကြတယ်နောက်ဆုံးမှာအေကတဘကဖြစ်ဖို့အတွက်နောက်ဆုံးကရောက်တဲ့အခါမှာလည်းပဲမလတ်မကန်ယောနိနာချင်းမှလာဖြစ်ကြတယ် ရှင်သာရိပုတ္တရာကဥပတိတ်တယွာမှာယွာခေါင်းဆောင်ရဲ့သားလာဖြစ်တယ်။ရှင်မမောက္ကလံကကောလိတယွာကယွာခေါင်းဆောင်ရဲ့သားဖြစ်တယ်။ချမ်းသာကြတယ်။တကယ်ချင်းနှစ်ယောက်သွားတူလာတူပါရမီဖြည့်ပဲ့အတူဆိုဒီလိုတယောက်နဲ့တယောက်ပေါင်းဆက်နိုင်တာဟာစိတ်သဘောထားချင်းတူလို့သာဖြစ်တယ်ပေါ့။အခုဒီကနေ့ညတရားလာနာတဲ့ပုဂ္ဂိုလ်တွေဟာတိုင်ပင်ထားတာမဟုတ်ပေမဲ့လို့ ်တရားနာမယ်ဆိုရဲစိတ်ဆန္ဒချင်းတူလို့ဒီနေရာမှာရောက်တာပေါ့စိတ်သဘောထားမတူဘူးဆိုရင်ရောက်ဖို့မဖြစ်နိုင်ဘူးလေမှန်ပါဗျာအဲ့တော့တို့လည်းပါရမီဖြည့်ပဲတုံးနဲ့တူ စိတ်သဘောထားတူတော့ရာဇဂျိုမြို့မှာအလွန်နာမည်ကြီးတဲ့ခိရက်ကသမစ္ဆာလို့ခေါ်တယ်တောင်ထိပ်ပွဲတပင်ဟာအလွန်ကြီးကျယ်တဲ့အဲ့ဒီခေတ်ကတောင်ထိပ်တောင်ထိပ်မှာကျင်းပါတယ်ရာဇဂျိုဆိုတာ တောင်ငါးလုံးကာယံထားတဲ့မြို့ဆိုတော့တောင်တွေပေါ်တဲ့ဒေသတောင်ထိပ်တစ်ခုမှာပွဲလန်းတဲ့ပင်ကျင်းပလာအုံအုံကြက်ကြက်လူတွေအမတမတ်စီကားတဲ့ပွဲတကယ်ချင်းနှစ်ယောက်ဟာသွားတူလာတူအဲ့ဒီပွဲသွားချီကြတာပွဲကလည်းရရှိကျင်းပတာနောက်ဆုံးမှာပွဲကြည့်ရင်သူတို့အပတ်စံချမ်းသာတဲ့ပုဂ္ဂိုလ်တွေဆိုခုခေတ်ကလူတွေကတော့ပန်းကုံးစွတ်တယ်လို့ပြောကြတာပဲ။ နော်တခြင်းဆိုကောင်းရင်ပန်းကုန်းတက်ဆွတဲ့တဲ့ဘာပန်းကုန်းတော့မသိဘူးနော်ရွှေပန်းကုန်းလားငွေပန်းကုန်းလားအဲ့ဒါတို့သူတို့ခေတ်ကလည်းပန်းကုန်းဆွတာတော့မဟုတ်ဘူးအဆိုးကောင်းရင်အကကောင်းရင်ဆုချတယ်သူတို့လည်းဆုချတယ်ဩဘာပေးကြတယ်တခြင်းတပုတ်ဆိုပြီးတိုင်းတခါကပြီးတိုင်းသူတို့လည်းထပြီးတက်ပြီးဆူချကြတယ် တထေသားတွေကိုသူတို့တတ်နိုင်ပွဲကြည့်ရင်သဘောကျအဲ့လိုနေစင်တဲ့အမြတ်ပွဲသွားကြည့်ရင်ကနေတရက်ကြတော့တကယ်ချင်းနှစ်ယောက်တိုင်ပင်မထားပါဘူးပွဲကြည့်တဲ့ခုံကတော့ကတ်ရက်ပဲသူတို့နှစ်ယောက်စလုံးကြည့်နေကြစဉ်းစားတာဘယ်လိုစဉ်းစားကြတော့သူတို့ဟာပွဲကြည့်တဲ့အခါ ကိုယ်စိတ်ထဲမှာတော့သဘောကျတဲ့ဟာကြတော့ရည်လိုက်ကြမောလိုက်ကြဝမ်းနေစရာတွေလှုပ်ပြလိုက်တော့မျက်ရည်ကျလိုက်ကြရည်စရာတွေလှုပ်လိုက်ကြတော့တဲဟဲနဲ့ရည်လိုက်ကြနဲ့ဒီထဲမှာဘာများအရေးအဖတ်ရလို့လဲအနှစ်သာရရှိတာတစ်ခုရှိရလားလို့စဉ်းစားလာတာနော်မှန်ပါပါဗျာပွဲကြည့်ရင်ဒီအသည့်ဝင်လာတာစဉ်းစားကြည့်ပြောနေရာကနေပြီးတော့ဒီအသည့်ဝင်လာ ဒီထဲမှာတို့ဟာရည်လိုက်မောလိုက်လက်ခုပ်တီးလိုက်ဆုပေးလိုက်နဲ့ဒီထဲမှာဘာများတို့ကောင်းတာတွေ့လို့လေတနေ့ကျတော့ငါတို့သေကြမှာအနှစ်တရာအတွင်းဒီလူတွေအကုန်သေသွားမှာပဲဘာရလိုက်လို့လဲနော်ရည်လိုက်ကြမောလိုက်ကြလက်ခုပ်တီးလိုက်ကြဆူးချလိုက်ကြဘာများတို့အနှစ်သာရရလို့လေလို့ တိုင်းပင်မထားဘဲနဲ့ပွဲကြည့်ရင်ကနေဒီအတွေးတွေဝင်လာတာသူတို့နှစ်ယောက်ပြောမယ်ဆိုရင်ဒီအတွေးဟာအတိတ်တုန်းကတွေးခဲ့တဲ့အတွေးတွေဟာပြန်ပေါ်လာတာလို့ပြောရအောင်ဟုတ်ပါပါဘုရားအဲ့တော့ဘုန်းကြီးတို့တွေလည်းအတိတ်ကကောင်းတဲ့အတွေးတွေရှိရင်ဒီလိုအတွေးတွေဝင်လာမှာပဲအဲ့ဒါလို့အတွေးဆိုတာလူတိုင်းမှာဝင်တာမဟုတ်ဘူးနော် ပြောစရာပေါ်မှာစိတ်ထုတ်ပြီးပြောဖို့ပဲစဉ်းစားမယ်။ပန်းကုံးစွတ်ဖို့ပဲစဉ်းစားမယ်နော်။နောက်ရက်ပွဲတွေလိုက်ဖို့ပဲစဉ်းစားမယ်။ဟောသူတို့ကြတော့အနှစ်သာရဘာမှမရှိပါလားတို့ရဲလိုက်မောလိုက်စုပေးလိုက်တယ်။တနေ့ကျတို့တေးကြမှာဘာလို့မှလဲ။တယောက်တယောက်ကြီးလိုက်တော့ခတိုင်းလို့ရဲလိုက်မောလိုက်မလုပ်ဘူး။တယောက်မျက်နှာတယောက်ကြီးလိုက်တော့ခတ်တီတီတွေဖြစ်နေတယ်။ တငယ်ချင်းမင်းပါစဉ်းစားဟိုကလည်းတငယ်ချင်းမင်းပါစဉ်းစားတယ်ဒီလိုစဉ်းစားမိနေတယ်ဆိုတို့တွေမတရားတရားရှာမှပဲဒီမှာပွဲကြည့်နေလို့တော့ဘာမှငြိမ်းချမ်းမှုရမှာမဟုတ်ဘူးထူးခြားတဲ့အသိဉာဏ်လည်းဘာတစ်ခုမှမရဘူးတကယ်တော့ပွဲကြည့်တာအပေါ်ကလူကပြောင်ပြတာရီးနေကြတာအောက်ကနော်မှန်ပါပါကိုယ်ပြောင်ပြလို့ပြောင်ပြမှမသိဘူးပြောင်ပြတာပဲသဘောကျဟုတ်တယ်လေ လူရှင်တော်တွေဆိုတော့အမျိုးစုံလုံးပြတာအဲ့ဒါကိုပဲတဟာဟာနဲ့မော့ပြီးတော့နော်မော့ပြီးတော့နေကြတာအဲ့ဒီလိုနဲ့စဉ်းစားလာပြီးတော့ပွဲသွေင်ကနေပြီးတော့ထွက်ခွာသွားကြတာသူတို့ဘယ်သွားရရင်ကောင်းမလဲဘယ်သူစီချင်းကပ်ရင်ကောင်းမလဲဘယ်ဆရာကောင်းလဲဆိုတော့အဲ့ဒီခေတ်ကသာသေကျိုးပြည်မှာတိန်ဆရာဆိုတဲ့ဆရာကြီးရှိတယ်ပြပိုက် တေထဲမှာ provide အုပ်စုထဲမှာနာမည်ကြီးပေါ့အဲ့ဒီဆရာကြီးစီသွားရသွားပြီးတော့သူ့ရဲ့ဘာသာဝါဒအယူအဆဟောပြောချက်တွေကိုသင်ကြစိတ်ပါလက်ပါနဲ့ဉာဏ်ထက်တဲ့ပုဂ္ဂိုလ်တွေသင်လိုက်တာခဏတည်းပြီးသွားမကြာခင်မဲ့တက်မြောက်သွားတော့ဆရာကြီးကိုပြောတယ်ဆရာဒါဆရာရဲ့တရားတွေကုန်ပြီလားလို့ဆိုကုန်ပြီတဲ့ ငါသိတယ်လို့မင်းတို့သိတယ်မင်းတို့သိတယ်လို့လည်းငါသိတာဟောသူဝါရကဘာဝါရဆိုအမရဝိခေပါဝါရအမရဝိခေပါဝါရဆိုအမရဆိုဘယ်တော့မှမသေးဘူးမဆုံးနိုင်လိုက်လို့ကဘယ်တော့မှမဆုံးဖမ်းလို့လည်းဘယ်တော့မှမမိဘူးဝိခေပါရှောင်းတိန်တာအရှောင်းတိန်ကောင်းတယ်ဘောဇင်းသမားဆိုရင်ဟန်ကြတော့ဘယ်နေရာမှအထိုးမိမှာမဟုတ်ရှောင်းပြေးနော် ။ဘောင်စင်ထိုးတဲ့အခါမှာမထိုးမိအောင်ရှောင်ရတယ်လေ။အဲ့တော့သူ့ဝါဒကအဲ့လိုရှောင်တဲ့ဝါဒ။ရှောင်တဲ့ဝါဒဘလို့ဟာတော့ဆိုရင်ဒါကုသိုလ်လားလို့ဆိုကုသိုလ်လို့မဆိုလို့ပါဘူး။ရှောင်လိုက်တာ။ဒါဖြင့်ကုသိုလ်မဟုတ်ဘူးလားမဟုတ်ဘူးလို့လည်းငါမပြောဘူး။တချို့ဟုတ်တချို့မဟုတ်လားတချို့ဟုတ်တချို့မဟုတ်လို့လည်းငါမပြောဘူးအကုန်ရှောင်းတယ်လေသူကအကုန်ရှောင်းမိသမ ्या မိခွန်းတွေကိုရှောင်းတာ သူကလည်းစနစ်တကျရှောင်နိုင်ဖို့လိုတာပေါ့နော်မရှောင်ရင်ကြောင်ပိတ်မိသွားမှာပေါ့မှန်ပါပါဘုရားကြားချတယ်လို့ပဲနေမှာပေါ့နော်အစားခံလဲရမှာပဲကြောင်ပိတ်မိသွားတယ်အဲ့တော့သူကရှောင်တော့ရှောင်တတ်ရအဲ့ဒါလို့ရှောင်တဲ့အမရဝိခေပဝါဒသင်စရာဆရာကြီးอ่ะသူတို့လည်းရှောင်နီးတိမ့်နီးတွေသင်ထားတာပေါ့နော်မှန်ပါပါဘုရားနောက်ဆုံးမှာအဲ့ဒီဝါဒတွေထဲမှာလိုက်ပြီးတော့အနှစ်သာရရှာတော့လေဘာမှမတွေ့ဘူး မဟုတ်သေးဘူးဒီဝါဒတို့လိုချင်တာဒါမဟုတ်ဘူးစိတ်နှလုံးငြိမ်းချမ်းပြီးမတရားတရားကိုတို့လိုချင်တာဒီဝါဒမှာအဲ့ဒါတခုမှမပေါ့တတ်တဲ့ဒီစကားအခြေတင်ပြောတဲ့အခါမှာရှောင်ဖို့ရတော့ပဲသင်ထားတာဒါတွေကအနှစ်သာရမရှိဘူးလောကကြီးကအကျယ်ကြီးပါ တနေ့တော့တို့တွေ့ရနေ့တိုင်းစုံစမ်းတယ်တငယ်ချင်းနှစ်ယောက်တငယ်ချင်းမင်းအရင်တိလဲငါပြော ငါရင်သိလဲမင်းပြောမယ်ဂတိကဖို့ထားကြအဲ့လိုထားရင်ကနေဖះပွင့်လာတဲ့အခါကျတော့ရသော်ဘုရားကဣတိပတနတောမှာပါရဏသီမှာဒီဒီဆက်ကြတရားဟောပြီးတော့ရဟန္တာ62ပါးဖះအပါဝင်62ပါးအပါ60တပည့်တော်ကလေးသာသနာပြုဖို့ဆိုပြီးတော့လွှတ်လိုက်တာလွှတ်ပြီးကိုရောမြတ်ကိုယ်တိုင်ကတော့ ကုရုဝေလာတောဘက်ကိုကြွလာတာအဲ့ဒီအချိန်မှာတပတ်လဲပြီးတော့ရှင်အတ္တသိဆိုတဲ့ပိဿဝဂီတွေကအငယ်ဆုံးယဟန်ခီးသွာပြီးတော့သာသနာတရားတွေဟောပြောလို့နောက်ဆုံးမှဖျားရှိတဲ့ရာဇဂျိုဘက်ကိုသူရောက်လာအဲ့ဒီရောက်လာပြီးဆွမ်းကံဝင်တဲ့အချိန်မှာဆရာရှားနေတဲ့ဥပတ္တိတရှင်သာရိပုတ္တရာအလောင်းကသွားတွေ့တယ် မြင်လိုက်တာနဲ့အကဲခတ်တယ်။ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ကအေးဒီပုဂ္ဂိုလ်ကြည့်ရတာအိန္ဒြေရလိုက်တာယထာအစင်းကလည်းကြည်လင်းနေ။သွားရလာတာနေရထိုင်တာကလည်းတည်ကြည်တယ်။စိတ်နှလုံးအေးချမ်းပုံရတယ်။ဘု து တပည့်လည်းထို့အုပ်စုတွေကတော့မဟုတ်ဘူး။ဆိုပြီးတော့နောက်ကလိုက်တယ် လိုက်တော့ဆုံးခံနေတာတွေ့တော့မရောမလဲပဲနောက်ကနေမျက်ခြေမပြတ်အောင်လိုက်သွားတယ်ဒီအချိန်မှာမေးဖို့မတော်သေးဘူးဒါ common sense လို့ခေါ်တယ်ဒီအချိန်ဟာငါမေးရမယ့်အချိန်မဟုတ်ဘူးသူဆုံးခံနေတုန်းရှိသေးတယ်လူလူသိတာပေါ့သဘောကတော့เนาะ common sense ဆိုတာအရေးကြီးတာလူကလူလူသိတယ်ပေါ့ရှင်သာရိပုတ္တရာလည်းပညာထက်တဲ့ပုဂ္ဂိုလ်အဲ့တော့ဒီအချိန်ငါဝင်မေးလို့မတော်သေးဘူးဆုံးခံနေတော့ဘယ်သွားမယ်ဆိုတော့ငါမျက်ခြေပြပြနောက်ကနေလိုက်သွား ရှင်အတ္တစီကစားလောက်ယုံရတဲ့အခါမှာသူတွေကလေးပိုက်ပြီးတော့ရေတွေဘာတွေရလွယ်လို့ထိုင်ပြီးစားလို့ဖြစ်နိုင်တဲ့အဆောက်အုံလေးတစ်ခုကြွသွားအဲ့ဒီခေတ်ကမြို့တွေထဲမှာခီးသွားလာတဲ့ပုံကိုယ်တွေဝင်ရောက်ပြီးတော့နားခိုဖို့ဆိုတဲ့ตาลาကလေးတွေစောက်ထားတာရှိတယ်ဗောဗမာလိုကတော့ဇရက်ပေါ့ ကုသိုလ်လိုချင်တဲ့ပုံကိုယ်တွေကအဲ့ဒီမှာရေလေးတွေတည်ထားတာရှိတယ်အဲ့တော့စွန့်စားဖို့အဆင်ပြေတယ်ဆိုပြီးတော့အဲ့ဒီဇေယျပေါ်တက်ပြီးတော့ဆုံးဖုံးမေးတယ်အဲ့ပေါ်လည်းတက်သွားရောဥပဒိတပြပိုက်ကနောက်ကနေလိုက်လာသူ့မှာလည်းရေဘူးတွေပါတယ်ပါတယ်ရေဘူးတွေပါတယ်အနာနာမှာနေပြီးတော့သူကဝကြီးငွေပြုတ်မယ်ပေါ့ပြုတ်ပြီးတော့ မေးတယ်ရှင်ပြားဘသူတပည့်အထောနော်ရှင်ပြားဆရာဘသူလို့ရှင်ပြားဘသူဝါဒကိုကြိုက်တာလို့ဘသူကိုရည်စူးပြီးတော့ရဟန်းဘဝအခုလို့ရဟန်းဝတ်လာတာတုံးလို့ဒီမေးခွန်းနေမေးတာမေးတဲ့အခါသူဖြေပြီးတဲ့အခါကျတော့ကောရဝဗုဒ္ဓရဲ့တပည့်ဆိုတာသိတော့ ဒါဖြင့်အရှင်ဘုရားဆရာရဲ့ဝါဒပြောပြတာမှာရှင်ဘုရားဆရာဘာတွေဟောတာဆိုတော့ရှင်အန္တစီကယဟနာပဲယဟနာပဲမလို့သူတို့ကပရိဝိတ်တွေဆိုတာတိတ်အငင်းတန်တဲ့လူသားတွေအဲ့ဒီခေတ်ကနော်လူမြင်ငင်းမှုခုံမှုပဲလေဝါရပြိုင်ပြီးငင်းခုံနေတဲ့လူတွေများတာအမျိုးသားတွေတည်းမကဘူးပြပိုင်းမတွေလည်းအလုံးကိုစွာတယ်သူတို့ကသူတို့ ਨੇ ပြိုင်ပြီးတော့ဘယ်သူမှမငင်းနိုင် တို့ကညင်းမို့တင်ထားတာလေရှောင်းတိန်နဲ့ဝါရတင်ထားတာဆိုတော့တို့နဲ့စကားပြောတော့တိတ်တတိထားတယ်နော်တိတ်တတိထားအဲ့တော့ရှင်အသက်စီကဘာပြောလို့ဆိုခုသာသနာသူဝင်လာကစားရှိသေးတယ်တဲ့ဖះရဲ့ဝါရအကုန်လုံးသူမပြောနိုင်ဘူးတဲ့ခုမှပဲသာသနာပေါ်ဝင်ရောက်စားပဲရှိသေးတယ်လို့ပြောတော့သူကဘာပြောလို့အရှင်ဘုရားတဲ့အကျယ်ကြီးပြောစရာမလိုပါဘူးတဲ့ တို့တို့လေးသာပြောပါစေစကလုံးနေအញ្ញိုင်းမသုံးပါနဲ့တဲ့အထိပ္ပယ်လေးတစ်ခုတပီတော့တိုးချုပ်လေးပြောပါစေရှမ်းသစီကအတိုးချုပ်လေးပြောတယ်ဆိုတာတစ္ဆာလေးပါးကိုအတိုးချုပ်လေးပြောလိုက်တာအကြောင်းတရားကြောင့်ဖြစ်ပေါ်လာတဲ့အကျိုးတရားဆိုတာမြတ်စွာဘုရားဟောတယ်အဲ့ဒီအကျိုးတရားတွေရဲ့အကြောင်းကိုလည်းဟောတယ်အကြောင်းချုပ်ရင်အကျိုးချုပ်တယ်ဆိုတာကိုလည်းမြတ်စွာဘုရားဟောတယ် အကြောင်းနဲ့အကျိုးအကြောင်းရှိနေတယ်များအကျိုးတရားတွေဖြစ်နေဥမှာပဲအကြောင်းချုပ်မှအကျိုးတရားတွေချုပ်တယ်ဒီအကြောင်းတရားတွေဟာလေသူ့အလိုလျောက်ချုပ်မှမဟုတ်ဘူးဗျာမစရိယဆိုတဲ့ကျင့်စဉ်တစ်ခုကိုချင့်မှချုပ်တယ်လို့သစ္စာလေးပါးကိုအတူချုပ်ဟောတာရေဓမာဟိတုပ္ပဘောတေတံဟေတုံတထာကတောအဟာသူပြောတဲ့စကား တေသင်္ဆယောနိရောဓောအေဝံဝါဒီမဟာသမဏောသစ္စာလေးပါးကိုအတူချုပ်ဟောတယ်ဆိုပေမဲ့အဲ့ဒီမှာဒုက္ခသစ္စာနဲ့ဒုက္ခသမုဒယသစ္စာနိရောဓသစ္စာ၃မျိုးအဓိကထားပြီးတော့ဒီခါတာလေးမှာဟောလိုက်